ဒဝဲမှာရိတ်တာဖွင့်ပြီးပလင်မော်တက်တရားဟောတဲ့အမျိုးသားကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။တင်းနာရီတိုင်းဒဝဲမြို့နယ်ဝဲကျုံထိန်လေရက်လေရင်ကွင်းဘေးမှာတာသနာအဆောက်အဦတွေတိဆောက်ပြီးရိတ်တာဖွင့်ကပလင်မော်တက်တရားဟောတဲ့ဥယျချင်းဆိုတဲ့အမျိုးသားကိုစက်တင်ဘာလ25ရက်နေ့ညနေပိုင်းမှာတပ်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဆိုပါအမျိုးသားကိုဒဝဲမြို့နယ်ရက်စကတ်မှာထိန်းသိမ်းထားပြီး မှုဖွင့်တရားဆွဲဆိုဖို့လဲအာနာပါနီဘက်ကဆက်လက်လှုပ်ဆောင်နေလို့သိရပါတယ်အဓိကသူကတရားလဲဟောတယ်ဘီရင်လဲဟောပါတယ်အခုကြမှာပလင်တွေဘာတွေပေါ်တက်တဲ့အခါကျတော့တန်ခါမဟာနာယကနဲ့တဒရာရေးမှုနဲ့ရဲတွေကဓမာယုံမှာအဲ့ဒီနေ့ညနေမှာပဲလာဖမ်းသွားပါတယ်သူ့အဖေရဲ့လူရိုးလို့စင်ကိုလက်လွဲယူထားတယ်လို့ပြောပါတယ်ပထမသူကရိုးရိုးလေးပဲသွားတာပါအခုနောက်ပိုင်းကျမှပလင်မော်တက်တရားဟောတာပါတရားဟောခွင့်ကလူတွေလည်းရှိပါတယ်ဒါပေမဲ့တန်ကအတုံးဆောင်နေတော့တော့ခွင့်မရှိပါဘူ ရုပ်ဆိုးအကြီးတန်တာကတော့ထိပြူစောင်းတာပါရက်တောင်ကင်ပါတယ်ပလင်ပေါ်တက်ပါတယ်အဲ့ဒါကမဟာရဏနဲ့ညှိပါတယ်လူဝင့်နဲ့အိမ်အောင်ပြုတ်ပြီးတော့အဲ့ဒါမျိုးလှုပ်ရှားတယ်ဆိုတဲ့သဘောဖြစ်နေပါတယ်ဆိုပြီးတော့အဆိုပါဖြစ်စဉ်ကိုသိရှိတဲ့ဆရာတော်တစ်ပါးကမိန့်ပါတယ်အဆိုပါမျိုးသားကသာသနာရေးဌာနရဲ့ခွင့်မှုချက်မရှိဘဲနဲ့သာသနာအမည်မဟုတ်တဲ့နေရာမှာသာသနာအဆောက်အဦတွေတည်ဆောက်ပြီးယထာဘုဒ္ဓပရိပတ်တိသာသနာရိတ်တာဖြစ်ဖွင့်လက်ကအဋ္ဌိဌံဝင်လာတဲ့သူတွေကိုတရားပြ တရားဟောနေတာလေးဖြစ်တယ်လို့သိရပါတယ်။အဆိုပါမြို့သားဟာ2024ခုနှစ်မှာတိုင်ခင်ကလေးကတဝယ်မြို့နယ်မှာယထာဘုဒ္ဓပရိပတ်တိသာသနာရိပ်သာဖွင့်ပြီးတရားပြတာမျိုးတွေရှိခဲ့ပေမဲ့လည်းပြင်ပေါ်တက်ပြီးတော့တရားဟောတာမျိုးမရှိခဲ့ပါဘူး။အခု2025ခုနှစ်ထဲရောက်မှသာပြင်ပေါ်တက်ပြီးတော့ထိုင်ကတရားဟောပြသနေတာဖြစ်တယ်လို့လည်းဒေသခံတွေဆရာသိရပါတယ်။သူကဘုန်းကြီးတွေတော့ယူကြိုးပါတယ်။အဓိကကတော့တရားပြတာမျိုးလို့သိရတယ်။တရားလာထိုင်တဲ့သူအဋ္ဌိဌာန်ဝင်တဲ့သူတွေကို တရားပြတာမျိုးပါတိနေတာတော့ကြာပါပြီဒီလိုပဲသူ့လို့သူ့လို့ကိုလို့ကိုလို့နေကြတာပါပဲအဓိကကတော့ဘုန်းကြီးတွေလည်းတိတာပါပဲအခုလိုင်းမော်ရောက်မှတိပြီးပြောကြလို့အေးအူတာဖြစ်မယ်လို့လည်းဒေသခံတယောက်ကပြောပါတယ်ယထာဘုဒ္ဓပရိပတ်တိသန္ဓရိတ်တာမှာအဋ္ဌာဝင်သူတရားအားထုတ်သူအများပြားရှိနေပြီပြီးခဲ့တဲ့နှစ်တုန်းကဆိုရင်ကထင်ပွဲတော်ကျင်းပခဲ့သေးတယ်လို့သိရပါတယ်အလားတူပဲပြီးခဲ့တဲ့ရက်ပိုင်းကလည်း မွန်ပြည်နယ်မြို့တော်မြို့နယ်နှီးပြတော်ရွာမှာသာသနာအဆောက်အဦတွေတိစောက်ပြီးထီးဖြူဆောင်ကပလင်မော်တက်ပြီးတရားဟောတဲ့ပရိကတ်သုံးဝမေတော်ကြီးဆိုတဲ့အမျိုးသမီးကိုစက်တင်ဘာလ20ရက်နေ့ကတပ်ဆိုင်ရာမြို့နယ်ရဲချမ်းကတောင်းဝန်ရှိသူတွေနဲ့မြို့နယ်တန်ကားနိုင်ကသန္တလာရေးဌာနတို့ကဖမ်းဆီးထိန်းသိမ်းကသာသနာညှို့နှွမ်းစီတဲ့ပုံမှန်295နဲ့အရေးယူထားတယ်လို့သိရပါတယ်။လားလို့ပဲစက်တင်ဘာ17ရက်ကလည်းတန်လကုံသုံးမဓမ္မတေးသင်းကိုကာဝါကလပ်မှာ DJ တိခတ်ဖြော်ပြီးကခုန်ခဲ့တဲ့ DJ Violent နဲ့ manager ပါဝင်တချင်းဖွင့်ခဲ့တဲ့မန္တလေးကကာဘာကလပ်ပိုင်ရှင်နဲ့ manager တို့ကိုဖမ်းဆီးပြီးမှုဖွင့်အရေးယူထားလို့သိရပါတယ်